အားလုံးပဲမင်္ဂလာပါခင်ဗျာဇလံကောင်းတွေဒီတင်ဆက်ပေးဖို့ချိန်ခါဆက်ရောက်လာပါပြီဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ဇလံလေးကိုလည်းခန်းစားနားဆင်ရင်ပေးကြပါဦးခင်ဗျာ2030ခုနှစ်နာခဲ့မုံတိုင်းအပြည့်နတ်တဲ့ခံအကြာကစမ်းကြတဲ့ဖြစ်ရက်ကလေးတခုလို့ဆိုရပေမယ်စာဖတ်သူတို့အားလုံးသိပြီဖြစ်တဲ့အတိုင်း2000ခုနှစ်ဝင်းကျင်ကတိုက်ခတ်ခဲ့သောထိုးနာခဲ့မုံတိုင်းကြောင့် မြန်မာနိုင်ငံအချို့ဒေသများမှာအတော်ဘရင်အထိနာခဲ့ရတယ်အဖေကျုပ်တို့မျိုးပေါ်ပြောင်းနေကြရအောင်ဗျာဘုတော်စကားကြောင့်ဥဆံပေါ်အထွတ်အဆန်ဖြတ်သွားတယ်သူတို့မိသားစုလေးမှာ အေယာဝရိတိုင်းဘူးကလေးမျိုးနယ်အတွင်းကရွာကလေးတရွာတွင် နေထိုင်ကြတယ်ဘုတော်ကလူငယ်ပြီးမျိုးကြီးပြားကြီးကိုသဘောတွေ့အားကြကယခု၎င်းနေထိုင်နေရွာငယ်ဇနပုတ်ကလေးမှာ မနေထိုင်လို့တော့ငါသားရဲ့ မြို့ပေါ်တက်နေတယ်ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလေ။နောက်ပြီးအဖေတို့လက်ထဲမှာလည်းစူးထဆောင်းထားတဲ့ပိုက်ဆံရဲလို့မှမရှိတာ။ဒါမှအဖေရကျို့တို့ပိုင်းနဲ့လဲဒီရောင်းထုတ်ပြစ်လိုက်ဖို့ဗျ။ဒီလေအလုံးနဲ့ကျို့တို့ဒီတိုင်းဆက်သွားနေရင်လုံးလုံးပါသွားတော့မှာပဲ။မိမိတို့ပိုင်းလေယာမြေခွေများကိုရောင်းထုတ်ပြစ်လိုက်တော့ဆိုသည့်စကားကြောင့်ဥဆန်းပေါ်ပြပြသည်လဲဖြတ်သွားတယ်။ဖဲနယ်ပြုတ်လိုက်ထားလဲငါးသား ဒီလျာမြေတွေဆိုတာတို့ဘိုးဘွားအစဉ်စိထိမ့်သိမ့်ဆောက်ရှောက်လာခဲ့တာလေဒီလည်းမြေလေးတွေကတော့မထိပါနဲ့လားဘိုးဘွားအမွေအနေဆိုတာတန်ဖိုးထဆောက်ရှောက်တက်ရတယ်ကွာဥဆံပေါ်မှာတော့၎င်းတို့ရဲ့ဘိုးစဉ်ပေါင်းစိထိမ့်သိမ့်လာခဲ့တဲ့ထိုလျာမြေများကို အမြတ်တနုတန်ဖိုးထတယ်သို့တော့ဖိုးတောင်းမှာတော့အပြန်တက်ခါစားငှက်ကလေးတွေလို့ဟိုဟိုဒီဒီချောက်စူးစမ်းခြင်းဒီကိုလေအပြစ်တော့မဆိုတာ ကျို့တို့ရွာကလေးကဖွင့်ပြို့တိုးတက်မှုလဲချီတော်တာမဟုတ်ဘူးအဖေကသာနေနိုင်ပေမဲ့ကျုပ်ကတော့မနေနိုင်ဘူးဗျာနောက်ပြီးကျုပ်မိမတွေရလို့သားတွေသမီးတွေရလာရင်လဲဟောဒီလဲတဲ့ဘွဲထဲမှာကျွဲလို့ရုံးကန်မနေစေချင်ဘူးမျိုးကြီးပြားကြီးမှာပဲတင်းတောင်တင်းတယ်ထားကျင်တယ်နေလဲနေစေချင်တယ်ဒါပေမဲ့လဲကွာဥစံပေါ်စကားကိုဆက်မြက်ပြူဘိုးတော့ကပင်ဆက်လက်၍မဟုတ်ပါဘူးအဖေး ကျုပ်ကလည်းရောင်းစေခြင်းလုံးလို့ပြောတာမဟုတ်ပါဘူး။နာဂကြီးပြီးကြတဲ့ကအဖေလဲတွေပြဲပြီးအခုစပားကိုအောင်းလို့လား။နောက်ပြီးမျိုးစပားကိုအကျွေးနဲ့ယူစပားကအထွက်နေတော့အကျွေးပေါ်အကျွေးစင့်ကုန်တာပဲအဖက်တင်နေ။ကြားရင်ကျုပ်တို့လည်းအကျွေးလည်းပဲနေပြီးဒုက္ခရောက်ကုန်မှာဆိုလို့ပြောတာအဖေရဲ့ထိုအခါဥဆန်ပေါ်လေအဖန်ရဲ့တစ်ခွက်ကိုငှဲ့တော့ပြီးတပြင်းချင်းကြီးတစ်ချက်ကိုစွဲစွဲငင်ငင်ချလိုက်တော့တယ်။ အဖေစဉ်းစားဖရစီအောင်ကွာဥဆန်ဘောရဲ့လေတန်အဖျားလေးတွေမှာဝမ်းနေတန်အချို့ကချက်တန်းလိုနေလေတဲ့တားဖြစ်သူဘိုးတော်ပြောစီကတဘာဝတော့ကြတယ်မုံတိုင်းပြည်သည့်နောက်မှာလဲမင်းများကစဘာသိမ့်မထွက်တော့မျိုးစဘာကိုလည်းအကျွေးနဲ့ယူ သုံးနေရသည့်အခြေအနေဖြစ်နေသလိုဘာတွေဖြစ်နေသည်ကိုလည်းဥဆန်ဘောတယောက်သူသာအသိဆုံးဖြစ်တယ်ထို့ကြောင့်လေဘိုးတော်ရဲ့အစီအစဉ်အတိုင်း ဧကရာကျော်များကျဲဝန်းနေဘိုးဘွားပိုင်လေယာမြင်များကို ရောင်းချဖို့ဆုံးပြတ်ချက်ချလိုက်မိတော့တယ်။သုံးလကြောကြောလေးလလောက်အထိထိုးလေများကိုလူကိုယ်တိုင်စုံစမ်း၍တော်၎င်းဂျားနေပွဲစားဖြစ်တော်၎င်းဆက်ဆက်ရောင်းချသည့်တိုင်ဝဲမဲ့သူက မရှိခဲ့။ဥဆန်ဘောတို့တားဖားလေအကျန်းအိုက်လာကြပြီ။သို့တော့တနေ့မှာတော့ဟဲ့မီလုံးနေဟိုးသတင်းကြားပြီလား။ဟဲ့ ဘာသရင်တော်များဆိုင်ရဲ့ဒီလိုဟဲ့ရွာလူကြီးဥတောင်မြင့်အိမ်မှာဟိုတလောကရောက်လာတဲ့ဗေဒင်ဆရာလူလူအထက်လန့်ဆရာလူလူလူကြီးကို နင်းသိတယ်မို့လားမြဆိုင်အမေကိုမိလုံးကခေါင်းချင်းပြရင်အေးသိတယ်လေဘာဖြစ်လို့လဲတောင်းခင်တို့လင်းမရကွဲနေတာရောနင်းသိတယ်မို့လားသိတယ်လေကိုဘရင်ကမယံငယ်နေတာကိုတောင်းခင်ခမရလဲဝကြည့်ပါတယ်ဟဲ့မယံငယ်နောက်ကောက်ကောက်ပါသွားတယ် လင်းငုံးမှလင်းထင်းတရာမေးလုံးရဲ့စကားကိုညစိန်ကအာရသဘောကျသွားပြီအဲ့ဒါပြောတာပေါ့ဟိုတနေ့ကပဲထောင်းခင်ကအဲ့ဒီဆရာကြီးစီမှသူ့ယောက်ျားအတွေ့ဓာတ်ရိုက်တက်စရင်သွားလှုပ်ထားဘာဆန်းတည်းမမေ့နဲ့နေမကုဘူးသူ့လင်ကိုဖားရင်တယောက်မရငဲနဲ့ကွဲပြီးသူ့စီကိုစိုက်စိုက်မြိုင်မြိုင်ပြန်ရောက်လာပါလေရောဟဲ့တကယ်ကြည့်လားတကယ်ကြည့်ပဲငါတောင်အန်အောလို့မဆုံးဘူးအဲ့ဒီဆရာကြီးရဲ့ဓာတ်ရိုက်တက်စရင် အဆောင်တွေရရရတွေကအတော်စွန့်နေလို့လေရွာတွေကလူတွေပြောနေတန်ကြားရတယ်ဟဲ့ဟုတ်လားဒါဆိုရင်တော့အတော်ပဲမီးလုံးရဲ့အပြောကိုညစိန်ကဆက်လက်၍ဗာလေနင်းလဲလင်းမြန်မြန်ရအောင်ရရရသွားလို့တော့မလို့လားအချိန်တန်ရမှာပေါ့ဟဲ့ဟဲ့တော်စန်းငါယုံငါရင်နဲ့လင်းမြန်မြန်ရအောင်လှုပ်เสียရလားသိပါတယ်အေးငါကငါတငယ်ချင်းကိုချက်လို့စားတာပါကဲကဲငါလည်းလက်ကြံငါကလေးတွေ ဆက်ပြီးရောင်းလိုက်ဦးမယ်။မြစိန်တယောက်အဲ့ဒီလိုပြောရင်ဟောဒီကငါလက်လက်ဆက်ဆက်ကလေးတွေရားမယ်။အဲ့ဒီလိုဩကငါဘန်းကိုခေါင်းပေါ်ရွေးရင်မိလုံအနားမှာထွက်သွားတယ်။ရွာလူကြီးအိမ်ရောင်းတဲ့ထိုးစရာကြီးရဲ့သတင်းမှလည်းတစတဲ့တစကြီးထွားလာက နောက်ဆုံးမှာတော့အကြံအိုက်နေတဲ့ဥဆန်းဘော့တို့သားဖာနှစ်ယောက်ထံရောက်လာတော့တယ်။အဖေကျုပ်တို့လေတွေကလည်းကျင်းစားများတင်းနေသလားမသိဘူး။ ဝဲသူကအခုတ í ကိုချားမရဘူးတခုခုတော့လုံးမဖြစ်တော့မယ်ဘိုးတော်ရဲ့စကားကိုဥဆန်ပေါ်လေသဘောတူထောက်ခံအဖြစ်ဆိုတော့ငါသားကဘယ်လိုလှုပ်ချင်တာလဲဥတောင်းမြင်အိမ်မှာဆရာတယောက်ရောင်းနေတယ်လို့ကြားတယ်ဗျနောက်ပြီးအဲ့ဒီဆရာကတိတ်ဆွမ်းနေဆိုပဲကျုပ်တို့ရတရားလေးပါလေသွားလို့ကြရအောင်လားအေးအစင်ပြေသလိုသားလှုပ်ကြတော့ကွာအဲ့လိုနဲ့ဥဆန်ပေါ်တို့အသားဖားလေ၎င်းဆရာကြီးရှိရာ ရွာလူကြီးဥတောင်မြင့်အိမ်ကိုရောက်ခဲ့တော့တယ်။ဥတောင်မြင့်အိမ်ရောက်တော့သူတို့ထဲအရင်ရွာသူရွာသားအချို့ကဥလို့ပင် ရောက်နေကြသေးတယ်။တချို့စီးပွားရေးအကြောင်းမေးလို့မေး။တချို့ကလည်းအိမ်ပြန်မလာသူမိသားစုဝင်များအကြောင်းမေးလို့မေးနဲ့စီးကားလို့နေလေတယ်။ဥဆန်ပေါ်နဲ့ဘိုးတောင်းလေသူတို့အလဲမရောက်သေးသည်မို့ဥတောင်မြင့်အိမ်ရှိကွက်ပြက်လေးမှာထိုင်းကစောင်းစားနေကြတယ်။ထိုးစရာကြီးမှာတော့ အသက်50ကျော်ဝင်းကျင်ခန့်ရှိပြီးဝါဝင်းဆိုပြေသောအသားအရည်ရှိတယ်။အပေါ်အဖြူအောက်အဖြူဝက်စုံကိုဝက်စင်ထားကနှက်မောင်သောဆန်တွေများကိုတေးသက်စွာထုံထားပြီးပဝါစာအဖြူကလေးကိုလည်းပေါင်းထားပြန်နေ။အမြင်အဖြစ်ဆုံးဖြတ်ရသောထိုးစရာကြီးမှာအောက်လန်းစရာမော့စရာတယောက်တော့ဖြစ်ဟန်မတူပေ။လူအတော်အတန်ဆဲသွားတော့မှဘူးတောင်းတို့သားအဖားလေးဆရာကြီးရဲ့စားရွက်စားအုပ်များတင်ထားတဲ့ ်ဇပွဲဝိုင်းချီမြင်းချင်းဆိုင်တွင်ဝင်းရောက်ထိုင်းလိုက်ကြတော့တယ်။ကိုင်းဘယ်လိုအကြောင်းများချီလို့ဆရာစီ ရောက်လာကြတာလဲ။အဲ့ဒီအခါဘူတောက်ကခတ်တော်တော်ပင်ကျို့တော်လေးတွေရောက်မထွက်လို့ပါဆရာကြီး။အဝဲလိုက်ဆန္ဒတာအချိန်သာ၄၅လကုန်းတော့မေး။အခုထိဝဲသူကို မတွေ့သေးဘူး။အဲ့ဒါကြောင့်ဆရာကြီးများကူညီပေးနိုင်ရင်ရရရလေးပါလေလိုချင်လို့ပါ မောင်ရင်တို့လက်ရေးကအကျေအွန်းရဲ့ ဘယ်ဘက်အရက်မှာရှိတယ်ဆိုရရင်ဆရာကိုပြောပြဆရာကြီးရဲ့အသံမှာဩဇာတက်ပြင်းလာပေတယ်ထို့ကြောင့်ဘိုးတောက်မှာ စကားပြောနေရင်းကပင်အငယ်လားသလိုခံစားရတယ်အဲ့ဒီနောက်ဆရာကြီးမေးတရတိုင်းလဲအကျဲအုံးများနဲ့တီးရှိရာအရက်ဒေတာများကိုပြောပြလိုက်တယ်တဖန်ဆရာကြီးသီလိုသီများကိုလည်းခီးသေးတွင်းကြပြောပြရပြန်နေဆရာကြီးမှာတော့ဘိုးတော်ပြောပြသည်များကို စာရွက်ပေါ်မှာချရေးကာ တစုံတရာကို တွက်ချက်နေဟန်တူတယ်။ gain ဆရာနဲ့တွေ့ပြီဆိုမှဘာမှပူမနေချားနဲ့တော့အဆင်ပြေစေရမယ်။ဆရာကြီးလည်းပြောပြီးအင်းခွေချားထားတော့ဆေးဖျောင်းတိုင်းတထုံနဲ့အတူအင်းချက်လေးချက်ကိုဘိုးတောက်ထံပေးလိုက်တယ်။ဘိုးတောက်လည်းထိုးဆရာကြီးပေးသည်ကိုယူသေးစွာယူလိုက်တယ်။ဒီဆေးဖျောင်းတိုင်းလေးကိုညာ၆နိုင်တိတိမာထွန်းပြီးမိမိတို့လယ်တွေရောင်းထွက်ဖို့စူတောင်းပေတော့ဒီအင်းချက်လေးချက်ကတော့ မောင်ရင်တို့လည်းရဲ့ထောင်းလေးတော့မှတစ်ချက်စီမြုပ်ပြီးဒါဆိုအစင်ပြေပြီးဘာလို့ရောင်းမထွက်တာလဲဆိုတော့လဲကိုစောင့်နေတဲ့မြင်းရမမြင်းရပုံကိုယ်ရှိနေလို့ပဲဟုတ်ကဲ့ဆရာကြီးဆရာပြောသလိုသာ လုပ်တော့မောင်ရင်တို့ကိစ္စအထမြောက်စီရမယ်ဘူးတောင်းလဲအဲ့ဒီအခါကျမှကျင်းနံအာရသွားကဆရာကြီးအားညံပူဇော်ကအဖြစ်ငွေတသောင်းကိုပေးအပ်လိုက်တော့တယ်အကြံကုန်ဂလုံးစားချေဆိုတဲ့အတိုင်းလုံရွေတာလုံလိုက်ရတယ် ဘူတောင်းမှာထိုလောကီပညာရက်တွေကိုနားမလဲသလိုအယုံအကြည်နဲ့ချိလာသည်မဟုတ်သုံးလေးလလောက်နေလှဲ့ရောင်းလာတာတောင်းဝဲသူမရှိတဲ့လဲများကယခုအစီအရင်များနဲ့အစဉ်ပြေနိုင်မှာမလားလို့တွေးနေမိသေးတယ်။သို့တော့ဆရာကြီးခိုင်းတာတဲ့အတိုင်းတော့လုံးဆောင်ရပေတော့မယ်။ထိုးလဲများမြ мян ရောင်းထွက်ဖို့အရေးသာအဓိကကြားနေသည်မဟုတ်ပါလား။နောက်တနေ့မှာတော့ဘူးတောက်တို့သားအဖလဲများတေးရှိရာ စကလွန်ချောင်းပြားကလေးအတိုင်းလှေကိုလှောခတ်လာခဲ့လိုက်တယ်။ရေပြင်မှာငြိမ့်တဲ့နေတော်ညားလေယခုအချိန်ကမိချောင်းအတိုင်းစောက်တည်အချိန်မို့အတော်ပင်သတိထားသွားရတယ်။ဒလောကလေးပင်ကိုသာလာသာမောင်ချစ်စွေငါစင်ဖန်းရင်မိချောင်းအစွဲခမ်းရသည်ဆိုသောသတင်းကလေးမဟောင်းသည် မကြွန့်ကျင်သူအဖို့ဆိုရင်တော့ခက်ခဲကောင်ခက်ခဲဘေးလိမ့်မယ်။သို့တော်ဘိုးတော်မှာမွေးကလေးကဤအရဒေသတွင် ကြီးပြင်းလာသူလည်းဖြစ်သည်မို့ထိုကိစ္စများကအထုအထွေတော့မဟုတ်လဲများစီတို့ ရောက်လာတော့ဘိုးတော့ကကိုင်းအဖေအဖေကတော့လဲတဲမှာပဲကျုပ်ကိုစောင့်နေရတော့ကျုပ်လဲတော့တထောင်စီမှာအင်းနေမြုပ်ပြီးပြန်လာခဲ့မယ်အဖေပါလိုက်နေရင်ပင်မမယ်မှန်ပေတယ်လဲကမှတထောင်နဲ့တထောင်သွားဖို့အတော်ပင်ဝေးလာသည်မို့ဥဆံဘောကိုလဲတဲမှာအသင်ဆောက်ထားတဲ့တဲ့အိမ်မှာသာနေရခဲ့စေတယ် လက်တဲမှာလည်းဥစံပေါ်တယောက်တည်းနေခဲ့ရသည်မဟုတ်ဘူးတောင်းရဲ့အကိုထွန်းချွေးနဲ့ဇနီးခင်းမြင့်တို့မှလက်တဲအိမ်တွင်နေထိုင်ကြတယ်ဘူးတောင်းတို့ရောက်လာတော့ထွန်းချွေးလည်းငားမြကိုင်းတံများနေတဲတဲကအထွေဟာအဖေနဲ့ဘူးတောင်းပါလားအေးဟုတ်တယ်ငါဟိုးနေ့ကဆရာကြီးပေးလိုက်တယ်အင်းချက်တွေလိုက်မြုံမလို့အဲ့ဒါအဖေကိုထားခဲ့မယ်အဖေလိုက်နေရင်ပေးမှန်းမှာစို့လို့အေးပါငါကောလိုက်ခရမလား ထွန်းရွေကအဲ့ဒီလိုပြောလိုက်တော့ဘူးတောက်က နေနေငါဘာသာပဲလှုပ်လိုက်တော့မယ်မင်းငါမျှသွားအောင်မို့လားလိုက်မနေနဲ့တော့ဒါဆိုလဲဂယုဆိုင်သွားအောင်မိเจ้าတွေက အခုတလောတောင်းကြံနေတယ်နော်ငါဒီဘာသာပါထွန်းချွေရဘူးတောက်လည်းပြောပြောဆိုဆိုနဲ့လေကလေးကိုခတ်တော့တော့လှော့ကလက်ွက်တောင်းတောင်းစီမှာအင်းချံများကိုလိုက်လံမြုပ်ပါတော့တယ်အင်းချံများမြုပ်လို့ပြည်စီချင်းမှာတော့ဘူးတောက်လည်း ဥဆံပေါ်ရှိရာလဲတဲ့သူပြန်လာပြီးစေဖျောင်းတိုင်းများကိုထွန်းကဆရာကြီးပြောတဲ့အတိုင်းစူးတောင်းလိုက်ကြတော့တဲ့ထွင်းချက်များမြှုပ်ပြီးနောက်ပိုင်းမှာတော့ဘူတော့တို့မိသားစုလည်းထူဆန်းသောအဖြစ်အပျက်များကိုနေ့စဉ်ရက်ဆက်ဆိုးသလိုကြုံကြိုက်လာခဲ့တော့တဲ့ထူဆန်းသောအဖြစ်များက တခြားတော့မဟုတ်လဲထဲမှာတရဲ့အချောင်းကျန်းလာခြင်းပဲဖြစ်တယ်တနေ့အချင်းကနေရင်သွင်းချိန်မောင်ကြီးဖြိုးဖြာကိုထွန်းချွေလဲ မနေ့ကထောင်းထားသောငားမြအကိုင်းတံများကိုတွားသိမ့်နေသည့်အချိန်လက်တဲအိမ်မှဇနိဖြစ်သူ မခင်မြင့်တယောက်ထဲသာကြံခဲ့တယ်နေအလင်းရောင်ကလုံးလုံးမပြောက်သေးတော့လေမောင်ရစ်ကသန်းစာပြုတ်နေပြီမခင်မြင့်မှာတော့ကိုထွန်းချွေရဲ့ပစုပ်အပေါက်ကို အချီပြေဖားပေးနေရင်မှအိမ်နောက်ဘေးစီကချွတ်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 အတံများကိုကြားလိုက်ရတယ်ကိုထွန်းချွေလားဘာမေ့ကြံခဲ့ပြန်တာလဲမသိပါဘူးမခင်မြင့်လည်းသူ့ယောက်ျား ကိုထွန်းကျွေပြည့်စည်တစ်ခုကိုကြံခဲ့၍ပြန်ရောက်လာသည့်အထင်းနှင့်လုံးလက်စာကိစ္စကိုခဏချကထလာခဲ့လိုက်တော့တဲ့အတန်များကရံမသွားသည်ကိုထွန်းကျွေအတန်ပေးသည့်တိုင်တစ်ဖက်မှာတုံ့ပြန်တမ်းမကြရအိမ်တော်ဘေးသို့အရောက်မှာတော့အမလေးမခင်မြင်းတယောက်အဲ့ဒီလိုအော်ဟဲပြီးနေရာမှာပဲသတိလေမေးမျောသွားတယ်သူမှမြင်လိုက်ရသည်ကအိမ်ခေါင်ထုတ်တန်းကိုခိုးကအပြင်းသို့ခုံထွက်သွားတယ် ယောက်ျားကြီးတယောက်ပဲဖြစ်တယ်။ထိုယောက်ျားကြီးမှာခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးတတ်တတ်တာဖြစ်နေတော့တယ်။ထို့အတူပဲကိုထွန်းရွှေလည်းလဲထဲမှာထောင်ထားသောငါးမြကိုင်းတံများကိုသိမ့်ရန်အသွာ နောက်ကျောပဲစီမှာခြေတံတစ်ခုကကတ်လျက်ပါလာတယ်။ကိုထွန်းရွှေရက်လိုက်လျင်ခြေတံလည်းရက်သွားတယ်။ဆက်သွားလျင်ခြေတံထထကြရပြန်တယ်။ဆိုးဆွတ်သောဘွက်ထနေသော နေရာလည်းဖြစ်သည်မို့အနောက်ဘက်စီမှာခြေတံက ေးသေးသားသားပေါ်လွင်ကအတိုင်းသာကြားနေရတဲ့အနောက်ဘက်သို့သမင်းလည်းပြန်လှဲကြည့်လိုက်ရလူမပြောနဲ့ခွေးတကောင်ကြောင်တမိပင် မရှိအမောင်တို့ကြီးကသာကြီးစိုးမဲမူနေတဲ့ကိုထုံးချွေဆိုသူမှလည်းခေသူတော့မဟုတ်တည့်ရဲ့ချောင်းနေမှန်သေးသေးတိုင်အဲ့လိုတည့်ရဲ့ချောင်းဒီကသူ့အတွက်အထူးအဆန်းမဟုတ်တော့ကိုထုံးချွေလည်းငါးမြကိုင်းတံများကို ရုပ်သိမ့်ပြီးအိမ်ကိုပြန်လာခဲ့လိုက်တဲ့အနောက်ဘက်မှာခြေတန်းကားလည်း ထက်ချက်မကွာလိုက်လာပြန်သေးတယ်တဏျာအရောက်မှာတော့ကိုထွန်းကျွေးလေခြေကိုတန်းကနေရက်ခါအသင့်ပါလာတဲ့ပလိုင်းတွေကဓမ္မပြေအနောက်သို့လှဲ့ကပိုင်းခုတ်ချလိုက်တော့တယ်ဘယ်သူမှမရှိတော့လေအာကနေအတန်ကြီးကစူးစူးဝါဝါထွက်ပေါ်လာတဲ့တိုးတော်ထိုနေရာမှာမြေသူတူးတယောက်မှရှိမနေကိုထွန်းချွေတယောက်ထဲသာဖြစ်တယ်ပြီးနောက်သူလေလက်တဲ့အင်္ဂလိပ်စီတို့ပြန်လာခဲ့လိုက်တော့တယ်တဲတဲ့ရောက်တော့ စနေဖြတ်သူမခင်မြင့်လဲကြနေသည်ကိုရုတ်တရက်တွေးလိုက်ရတော့ကိုထွန်းချွေခေါင်းနှပန်းကြီးသွားတယ်ဟာခင်းခင်းကိုထွန်းချွေလည်းစနေဖြတ်သူကိုပြေးပွေးလိုက်တယ်တိုးတိုင်အောင်မခင်မြင့်မှာသတိလည်းမလာသေးထို့ကြောင့်တောင်းရေအိုဆေးမောကရေတခွက်ကို ယူက မခင်မြင့်မျက်နှာကို တောက်ပေးလိုက်တော့သတိပြန်လဲရလာတယ်ခင်းခင်းဘာဖြစ်တာလဲဟိုးဟိုး စောစောကယောက်ျားကြီးတယောက်ကို တွေးလိုက်တယ်ကိုထွန်းချွေဟမ်ဘဲကယောက်ျားကြီးလေဘဲသူမှ မရှိပါဘူးမဟုတ်မဟုတ်ဘူးခင်ခင်တွေးလိုက်တယ်ယောက်ယောက်ျားကြီးတယောက်ခေါင်းလည်းမပါဘူးအိမ်ထုံးတန်းကိုခိုးဆေးပြီးအနောက်ဖက်ကိုခုံထွက်သွားတာဩခင်ရဲ့တွေးလေချောင်းချလို့ထင်းအောင်ထင်းမှဖြစ်တာနေမှာပါခင်ကအခွက်ချိန်တွေးနူသားနူနဲ့လေမဖြစ်ပါဘူး မနေ့ကျရင်တော့ဘူးတော့ကိုဒီမှာလာဆောင်နေခိုင်းရမေးအကိုနဲ့ခင်းနဲ့ကတော့အဖေနဲ့သွားပြီးနေကြတာပေါ့ဟုတ်ပြီလားရော့ရော့ရေတော့လိုက်အောင်မက်ခင်မြင့်မှာတော့အကြောက်ချင်မပြေသေးကိုထုံးရွှေပေးတယ်ရေတစ်ခွက်ကိုသာတုံတုံကြီးကြီးနဲ့မောတော့လိုက်တော့တယ်မက်ခင်မြင့်မှာသူ့ရင်သွေးလေးကိုလွှဲထားရသည့်အချိန်မို့ကိုထုံးရွှေတယောက်မလိုအပ်သောပြဿနာများကို မဖြစ်စေလို့သူကိုယ်တိုင်လည်းအခုလေးတွင် တရဲ့အချောက်ခံလာရသည် မဟုတ်ပါလား။နောက်နေမနေ့အရောက်မှာတော့ကိုထွန်းချွေနဲ့မခင်မြင်လေရွာတဲ့ပြန်လေးကလက်တဲကအင်္ဂလိပ်ကိုတော့ဘူတောင်းအားသွားရောက်နေထိုင်ပေးရန်ပြောဆိုတိုက်တွန်းတော်တယ်။အင်းပါ။သွားနေဆိုလဲနေပေးပါမယ်။မကြီးကလည်းကိုဝင်ကြီးနဲ့ဆိုတော့ရွာတဲ့နေတာကပိုသိမ့်တော်ပါတယ်။အေးကွာ။ဒါနဲ့ငါမင်းကိုပြောစရာရှိတယ်။ကိုထွန်းချွေလည်းဘူတောင်းအားအရင်ပြင်ဘက်သူခေါ်လာခဲ့လိုက်တော့တယ်။ ဘာကြောင့်မှန်းတော့ဘူတောင်းမသိမခင်မြဲမသိသေးခြင်းနဲ့အเจ้าမို့လို့ခေါ်လာမှန်းတော့ရိတ်မိတယ်ဘာပြောမလို့လဲကွာဒီလိုကွာအခုတလောလဲထဲမှာတည့်ရဲ့အရန်၆နှစ်တည်းဘူတောင်းရငါမိမလည်းတွေးသလိုငါကိုယ်တိုင်းလည်းမနေ့ကတည်းအချောက်ခံလိုက်ရတာအဲ့ဒါမင်းသွားနေရင်သတိထားဖို့အေးပါမင်းလည်းငါအเจ้าတီးသားနေထူအခါကိုထွန်းချွေကအေးတိလို့ပြောတာပေါ့ဟာမင်းငါတခုခုဆို ဇွတ်တရွဲ့လုံးတက်လွန်းလို့စိတ်ချပါဟငါညံ့နေကြသွားလိုက်မယ်ဘာမှပူမလေးနဲ့မိမိမကိုသာခရိုးဆိုင်အဲ့ဒီလိုနဲ့ဘူတောက်တယောက်လက်တဲ့အိမ်မှာသွားရအောင်စောင်းရင်ရန်အကြောင်းဖန်လာပါတော့တယ်ညံ့နေ9နိုင်ခွဲလောက်ရောက်တော့ဘူတောက်လည်းစောင်းပါလေးတစ်ထည့်နဲ့ဦးအစအချုပ်ကိုထည့်ယူကလေကလေးနဲ့ချောင်းနဲ့ဆင်းလိုက်တော့တယ်လဲနဲ့နီးလာတော့အပုန်နံစူးစူးဝဝတစ်ခုကဘူတောက်ရဲ့နှာခေါင်းထဲကို လိုင်းလိုင်းကြီးတိုးဝင်လာတော့တယ်။ဒါကြောင့်အသင်ပါလာတဲ့စမ်းအရဲ့ပလင်းကိုအဖုံဖွင့်ကနှစ်ကြိုက်လောက်မောလိုက်ပြီးအေးငါကိုခြောက်ချင်းရင်အနတ်နဲ့လာမခြောက်နဲ့ကိုတိုင်းလာခြောက်ဘူတောက်တယ်ကွဘူတောက်လဲသူ့ဝတိအတိုင်းအရက်ကလေးတောက်ခါစားတင်ကျင်းဝါလိုက်တယ်။လဲနဲ့နီလာလေးလေးအပုံနှံကပုံမဆိုးဝလာလေးလေးဖြစ်သည်မို့လဲတဲ့အိမ်နာအရောက်မှာတော့ဘူတောက်က၎င်းလှောလာတဲ့လေကလေးကို ငုံမှာကြိုးချိပြီးခတ်တုတ်တုတ်တဲတဲ့ဝင်လိုက်တော့တယ်တဲတဲ့ရောက်တော့အတော်ပင်မှောင်မဲလို့နေကြပြီးဘူတောက်လည်းအသင့်ပါလာတဲ့သုံးတောင်တို့ဓာမေးကြီးဖြစ်ဖျောင်းနိုင်ထွန်းရန်နေရာတစ်ခုချပြီးမေးညှိလိုက်တယ်ပြီးနောက်လက်ကျန်ရက်ကလေးကိုတောင်းရင်အိတ်ရှင်လာပြီးမို့တကမင်းတို့ကို ထိုးကစောင်းပါလေးချုံပြီးအိတ်ဆက်လိုက်တော့တယ်မိကနဲ့အိပ်ပျော်ယုံချီသေးဘုံကနဲ့အတန်ကြီးနဲ့အတူတဲအင်ကလေးမှာရင်းထိုးလှုပ်ရှားသွားတယ် ဘူတောင်းလဲရုတ်တရက်လန်နိုးလာပြီဟာငလျင်လှုပ်တာများလားအဲ့ဒီလို တွေးလိုက်မိတယ်၎င်းထင်းသလိုပဲငလျင်လှုပ်သွားတဲ့ကဲ့သို့တစ်ချက်နှစ်ချက်များရိမ့်ထိုးသွားပြီးတဲ့ရင်ကလေးမှာပကတိငိမ့်တဲ့တိတ်ဆိတ်သွားလိတယ်သို့တော့ခဏအကြာမှာတော့ဟာသူ့ချုံထားသောစောင်းပါးကလေးကိုတစုံတစ်ယောက်က လာရောက်စွဲနေလေပြီလူပဝါလို့ကွာဘူတောင်းလဲရက်တကိုးပြေ ဆောင်းလာဆွဲနေတော့လူမမြေသူမှန်မသိတော့လေထိုးလူနဲ့အပြိုင်ပြန်ဆောင်ဆွဲလိုက်တယ်တစ်ဖက်ကလှော့ပေးလိုက်တော့ဘူတော်မှာအချိန်တော်ပြီနောက်သူလွန့်ထွက်သွားတော့တယ်အဲ့ဒီအခါဘူတော်လေဒေါသအကြီးအကျယ်ဖြစ်လာပြီဘဲကောင်ငါဆောင်ကိုဆွဲတာလဲကွတတ္တိရှိရင်အခုလာခဲ့လိုက်ကြောက်တတ်တဲ့အထက်ဘူတော်မပါဘူးသူစကားလည်းဆုံးရမျက်စိချေးမှာပင်အငွေလိုလိုမိကိုလိုလိုတတန်းများပေါ်လာပြီး မဲမဲဖိုင်ဖိုင်အရာကြီးတခုပေါ်လာပါတော့တယ်လူနဲ့ပုံပန်းတဒံတူးတော့လေလူမုံမှန်သိတာတယ်ဖျောင်းတိုင်းမှာလေမိသာအကုန်နှုတ်ပြေမှုခတ်မိန်မိန်အလင်းရောင်ကလေးနဲ့ထိုးမဲမဲအရာကြီးကိုဘူးတော့အသေးအချာမြင်လိုက်ရတယ်သူမြင်လိုက်ရသည်ကအမွေးချေချေလက်သက်ချေချေနဲ့ဝဝဖိုင်ဖိုင်အကောင်ကြီးတကောင်မျက်လုံးများကအမောင်ထဲမှာပင်ရဲရဲတောက်ခတက်လက်လက်ဖြတ်နေလေတဲ့ဘူးတော့လေကြောက်စိတ်မရှိသေးမှု ထိုးမဲမဲ့သရဝါကြီးနဲ့တိုက်ခိုက်ရန်အသင့်အနေထားယူလိုက်တယ်မျက်စိကိုလည်းဟိုးဝေဒီဝိုင်ကြည့်လိုက်တော့တဲတကမင်းတို့မှဘယ်ချိန်ကလေးကပြုံးနေသည်မသိဘိုးတော်အတွေ့အသားပင်မပြတ်သေးထိုးသရဝါကြီးက "तू ဟာအတင်းဝင် လုံးမာတော့တယ်"ဘိုးတော်လည်းထိုးမဲမဲ့ဖိုင်ဖိုင်အကောင်ကြီးကိုပြန်လုံးတော့တယ်အကောင်ကြီးကအဘောကရောက်လိုက်ဘိုးတော့ကအောက်ကရောက်လိုက်နဲ့သူတပြန်ကိုတပြန်လုံးနေရဲမှလက်ရင်လက်သလို့ ထိုအကောင်ကြီးရဲ့ဝမ်းပိုက်ကို၎င်းမျက်နာကို၎င်းသူ့ရဲ့လက်သီးများဖြင့်ထိုးထိုးလွတ်တယ်ထိုးခြင်းများက အပြေအပြင်းမေးတော်လေလေယာဉ်နယ်ကြီးကိုထိုးနေရသည်အလားထိုအကောင်ကြီးကလည်း၎င်းရဲ့တမ်းမာတဲ့လက်ကျန်းကြီးများဖြင့်ဘူတောင်အားကိုင်းပေါက်တယ်အတန်ကြာလာတော့ဘူတောင်လည်းမောဟိုက်စာပြုတ်လာပြီးစောစောကတောက်ထားတဲ့အရများပင်ဇောကျွေးများအဖြစ်အငွေ့ပြန်ကထွက်သွားလေသလားမစင်းသားတတ်တော့အမှုကပျောက်ရှင်းမလားပျောက်သွားပြီး ဆက်လုံးနေရင်တော့သေဖို့သာရှိတော့မယ်ထို့ကြောင့်ဘိုးတောက်လည်းလုံးနေရင်မှအတဲအပြင်ဘက်ကိုမရရအောင်ဆွဲခေါ်က ထွက်ပြေးရန်ကြံစီရတော့တယ်တဲတဲမှာတော့သူဘယ်နည်းနဲ့မှလွတ်မြေမဟုတ်ဒီလိုနဲ့လုံးရင်လုံးရင်ပင်ဘိုးတောက်နဲ့သေရဲ့ကြီးလည်းတဲအပြင်ကိုရောက်သွားတော့တယ်တဲအပြင်လည်းအရောက်ထူးဆန်းသွားပင်လဲခွက်ရဲ့ထောင်းထောင်းစီမှအလင်းတက်မြထွက်ပေါ်လာသည်ကိုဘိုးတောက်တွေးလိုက်တယ်သေရဲ့ကြီးလည်း ထိုအလင်းတန်းများကိုကြည့်ကခက်တာများငြိမ့်သက်သွားတယ်။ဟာထိုအလင်းတန်းများကကောင်းကင်သို့တက်သွားပြီးဘိုးတောင်တဲ့တရေကြီးနဗန်းလုံးနေရအနိမာလာရောက်စူသွားတော့တယ်။ဘိုးတောင်လည်းထိုအလင်းတန်းကြီးများကိုကြည့်နေရမှပင်မမျှော်လင့်တော့ဖြစ်ပျက်ကိုထမှန်တွေ့ရပြန်တော့တယ်။အလင်းတန်းတစ်ခုချင်းစီကနေတရေတကောင်စီဖြစ်လာပြီးစုစုပေါင်းတရေလေးကောင်သူတို့အနာကိုရောက်လာတဲ့တရေလေးကောင်မှာ တကောင်းမှကိုလေးအင်ကမဆုံးကြတကောင်းမှမျက်စိမပါဘီတကောင်းမှလည်းခြေတော်နှစ်ချောင်းမပါတော့ခြေပြက်သရေကြီးနောက်တကောင်းမှလည်းအလားတူလက်နှစ်ဖက်မပါတဲ့လက်ပြက်သရေဖြစ်ပြီးနောက်ဆုံးတကောင်းမှတော့ဥကောင်းမပါတဲ့ခေါင်းပြက်သရေပြင် ဖြစ်နေတော့တယ်အဲ့ဒီအခါမှဘိုးတော်ခေါင်းနှစ်ပန်းကြီးသွားကငါတော့သေးပြီလို့စိတ်ထက်ကတွေးလိုက်တယ်ဘိုးတော်နဲ့လုံနေတော့သရေကြီးမှလည်း ထိုတရဲ့လေးကောင်အားအကြီးကစူးစူးဝါဝါအိုဟစ်ပြစ်လိုက်တယ်။တရဲ့လေးကောင်မှာတော့ချစ်ချင်းဆိုသလိုပင်သူတို့လုံးနေရာတို့တဟုံတို့ပြေးဝင်လာပြီးဘိုးတောင်နဲ့လုံးတဲ့တရဲ့ကြီးကိုလေကုတ်ကနေကိုင်းမြောက်ကဝိုင်းဝန်းတပ်ပုတ်ကြားတော့တယ်။ဘိုးတောင်မှာတော့ရုတ်တရက်ဖြစ်သွားတော့အဖြစ်အပျက်ကြောင့်တရင်ကားများကြက်သေးသေးကပါဇက်အဟောင်းသားဖြစ်နေမိတယ်။သူနဲ့နှစ်ပတ်လုံးခဲ့တော့တရဲ့ကြီးမှလည်းထိုးတရက်လေးကောင်ကိုကြောက်လန့်က ထွက်ပြေးပြောက်ွယ်သွားလေပြီထိုအခါမှာတရဲလေးကောင်ကဘိုးတောင်အားကြီးက၎င်းတို့ရဲ့မူလပုံတဒံအလင်းတန်းများဖြစ်သွားကလဲတောင်တဏျာစီတို့ငုံချို့ပြောက်ွယ်သွားကြတော့တယ်ဘိုးတောင်လည်းယခုမှပင်တပြင်းချနိုင်တော့တယ်စိတ်ထဲမှာတော့ထိုးတရဲလေးကောင်အားကျေးဇူးတင်နေမိသည်ကအမှန်ပင် အကုန်လုံးပကတိပြန်လဲတိတ်ဆိတ်သွားကြပြီတရဲလေးကောင်လည်းမရှိတော့သလိုစိုးစိုးကတပန့်တက်သွားတယ် တရေကြီးမှလည်းပြန်လာရဲတော်မည်မဟုတ်ပေထိုအခါမှဘိုးတောက်လည်းတဲတဲ့ပြန်ဝင်သွားပြီးကိစ္စကလေးမှတရားတော်များဖွင့်ကမနေ့မို့မြ мян လေးရန်သာစူတောင်းနေမိတော့တယ်မနေ့မို့လင်ကြစ်တွန်တန်ကြတော့ဘိုးတောက်တယောက်ထုတ်ပိုးစရာရှိသည်များကိုထုတ်ပိုးကလှေကလေးဖြင့်ရွာကိုတပံခྱི་နေရတော့တယ်အိမ်ပြန်ရောက်တော့ဖခင်ဖြစ်သူဥဆံဘောသားမက ကိုထွန်းချွေပါ သူပြန်လာသည်ကို အထူးအဆန်းဖြစ်လို့နေကြတယ် ငါသားဘာလို့အစောကြီးပြန်လာတာလဲကွာဥဆံပေါ်အမေကိုဘိုးတောက်ကပြန်မလာရင်အဖေတို့ကြိုအလောင်းကိုလဲထဲမှာသွားကောက်နေရမယ်ဟေးဘယ်လိုဖြစ်တာလဲစိုးစားမအောင်ဟာဒီလိုအဖေရအဲ့ဒီလိုအစားရှိကညကကြုံခဲ့ရသမျှဖြစ်ကြောင်းဂုံစင်းကိုဘိုးတောင်းလဲခရီးစိတ်တွင်းကြပြောပြလိုက်ပါတော့တယ်ထူအခါမှဥဆံပေါ်နဲ့ကိုထွန်းချွေးလဲခေါင်းတဆက်ဆက်ပြေးအေး အဲ့ဒါဆရာကြီးပေးလိုက်တဲ့လေးဆောင်အင်းချက်ဒီစွန့်လို့ပေါ့ကွာမသွားခင်ကတည်းကမင်းငုံကပြောတာပဲနှုတ်ပါဇက်မတရားမနဲ့လို့ထူအခါဖေးဖြစ်သူဥဇံဘောကဆက်လိုက်၍မင်းအကိုပြောတာမှန်တယ်ဘိုးတော်ဘိုးတော်လည်းမိမိကမှားတဲ့လူမို့အဖေးနဲ့အကိုကိုရှင်းပြန်ကငင်းမနေတော့ပဲအမှန်တကယ်မှလည်းထိုးစရာကြီးပေးလိုက်တဲ့လေးဆောင်အင်းချက်များက သူ့အသက်ကိုကဲပေးသွားကြောင် ဘိုးတောက်သိနေသောကြောင့်ဖြစ်တယ်။ထိုနေ့မှာအစကဘိုးတောက်တယောက်လဲလဲစီတို့ခြေဥပင် မလဲပြတ်တော့တိုက်တိုက်ဆိုင်ဆိုင်ပင်နောက်သုံးရခန့်အကြာမှာတော့ဘိုးတောက်တို့လဲများကိုဝဲမဲ့သူ ရောက်ချီလာခဲ့တော့တယ်။လေးလေးစံပေါ့ကြီးလေးလေးစံပေါ့အေးကြော်ထုံးမလားဟုတ်တယ်လေးလေးကြီးဟောဒီမှာလေးလေးတို့လဲတွေကိုဝဲမဲ့သူ ကြုတ်ခေါ်လာခဲ့ပြီအေးအေးအိမ်နဲ့ခေါ်ခဲ့ဟိဝဲမဲ့သူမလေး ရန်ကုန်ကတထေကြီးတူဖြစ်တယ်ထို့အတွက်ကြောင့်ဈေးစကားပြောရမှာလေအစင်ပြေချောမွေက နောက်ဆုံးဥဆန်ဘောတို့ရဲ့လက်ရကတရားကျော်မှာနောက်လာတဲ့တွင်ငွေအကြေးချေးရန် စားကြုပ်ချုပ်ဆိုပြီးရောင်းထွက်သွားပါတော့တယ်ငွေမြအကြေးချေးပြည့်ချိန်တွင်တော့ဘူတောက်တို့မိသားစုလေနေရက်ရွာကလေးကိုဆုံးခွာကချမ်းပြည်နယ်မြောက်ပိုင်းရှိ လားချို့မျိုးကလေးစီတို့တွားရောက်နေထိုင်လိုက်ကြတော့တယ် လဲဆောင်အင်ဂျင်များကိုတော့ပြန်ဖို့မပေးမိခဲ့ရွာထဲမှာကြံခဲ့တဲ့မိတ်ဆွေအချို့စီကတော့ရံပန်ညာခသတင်းများတစုံတစကြားပြတဲ့သူတို့လဲထဲမှာတရေမြတောင်းချန်နေတယ်ဆိုတော့သတင်းများသာ ဖြစ်တယ်အလုတ်လောက်ရန်လာတော့လဲတရေငါများလေကြာရှိမနေနိုင်ကြခေါင်းပြက်တရေကြီးလဲထဲမှာလမ်းချောင်းနေသည်ကို မြင်သူကမြင်တဲဘုကဆွဲချခံရသူကခံရနေတယ် နောက်ဆုံးမှာတော့ထိုးလေမြင်းများကိုမြေသူမြမလုရဲကြတော့ပေထိုးကြောင့်လဲယခုအခါမှာဧကတရားကျော်မြကျင်းဝန်းနေ၎င်းလေကြီးမှာ မြေရိုင်ခြုံရိုင်းမြထူးထက်စွာ ပေါရောက်နေပြီးခြောက်ခြားပွေအတိဖြစ်လို့နေပါတော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိ နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ